ခင်ဗျားဘဝရဲ့အိမ်မက်ကပါလေအဲ့ဒီအိမ်မက်ကို9နှစ်အတွင်းလက်တွေ့ဖြစ်လာအောင်ဖန်တီးနိုင်မဲ့နီးလန့်ရှိတယ်ပြောပြရမလားမင်္ဂလာပါခင်ဗျာမြက်မေတာမွန် channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်မိတ်ဆွေများကိုစိတ်အားတက်ကြွပွဲအကြောင်းအရာလေးပြောပြပေးချင်ပါတယ်တကယ်တော့9နှစ်ဆိုတာရှည်လျားတဲ့အချိန်ဒါပေမဲ့စနစ်တကျမကြိုးစားရင်အဲ့ဒီ9နှစ်ကလေထဲမှာပျောက်သွားနိုင်တယ်နော်ကြံခဲ့တဲ့9နှစ်ကိုပြန်တွေးကြည့်တဲ့နောင်တတဲ့မရနိုင်ခြင်းမှုဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါ ကျွန်တော်တို့မှာအချင်းကိုတန်ဖိုးရှိရှိအတုံးချပြီးမိတ်ဆွေရဲ့ငားနဲ့ပန်းနိုင်တဲ့အိမ်မက်ကိုတေချာပေါက်ရရှိပိုင်ဆိုင်နိုင်စေမဲ့စိတ်ခွန်အားနဲ့အတွေးခေါ်ကိုပေးစွမ်းနိုင်မဲ့ဖက်ရှုလိုက်နာကျင့်သုံးသင့်တဲ့စာအုပ်ငားအုပ်ညှင်းပေးစရာရှိပါတယ်။အခုပြောပြမယ့်အချင်းတို့လေးအသင်းမှာခမားဘဝကိုပြောင်းလဲစေနိုင်မဲ့အတိညာဉ်လေးနည်းနည်းလောက်ဝင်သွားရင်ကိုကျွန်တော်အတိုင်းအတာတစ်ခုအထိပျော်ရွှင်မိနေပါလိမ့်မယ်။စာအုပ်နံပါတ်1 Atomic Habits တင်းငယ်သောအပြောင်းအလဲလေးများရဲ့စွမ်းအားငားနှစ်ဆိုတာ1825ရပါ နေ့စဉ်နေ့တိုင်းတင်းငယ်တဲ့အလိအကျင့်ကောင်းလေးတွေကိုပုံမှန်တိဆောက်ပြီးခြင်းအားဖြင့်ငါးနှစ်တာကာလအတွင်းကြီးမားတဲ့အောင်မြင်မှုအဖြစ်ပြောင်းလဲသွားပါလိမ့်မယ်။ဒီစာအုပ်ထဲမှာလက်တွေ့ကျတဲ့လမ်းညွှန်မှုတွေလေ့လာနိုင်ပါလိမ့်မယ်။စာအုပ်နံပါတ်1 The 7 Habits of Highly Effective People ကိုယ်ပိုင်ဘဝနဲ့လုပ်ငန်းခွင်မှာအောင်မြင်သူတို့ရဲ့အလိအကျင့်ခုနှစ်ချက် Begin with the end in mind ဒီစာအုပ်ရဲ့အခြေခံမူလို့ပဲနောက်၅နှစ်အကြာမှာခင်ဗျားဘယ်လိုလုပ်ဖြစ်ချင်လဲ ဘာတွေပိုင်ဆိုင်ကျင်တယ်လဲဆိုတာကိုအတိအကျသတ်မှတ်ပါပန်းနိုင်ကရှင်းလင်းလေစိတ်ခွန်အားအားကောင်းလေပါမိတ်ဆွေရဲ့ရည်ရွယ်ချက်ကိုလမ်းကြောင်းမလွဲစရာဘူးဒီစာအုပ်မှာပါတဲ့အလေးအကျင့်ကောင်းခုနှစ်ခုကတဲ့မှပေးပါလိမ့်မယ်စာအုပ်နံပါတ်3 Deep Walk Rules for Focus Success in a Distracted World အပိဝါအာယုံစိုက်ပြီးအကောင်းဆုံးစူးစမ်းခြင်းနည်းလမ်းများအခုအချိန်အခုခေတ်ကာလကြီးဟာအာယုံထွေပြားစရာတွေများလွန်းလာပါလေတနေ့ကိုနိုင်အနေငယ်ဖြစ်ဖြစ် ဖုန်း၊အင်တာနက်၊ဆိုရှယ်မီဒီယာနဲ့အခြားအနောက်ရှေ့တွေကနေရှောင်ရှားပြီးအလို့ကိုအာယုံစိုက်ပြီးလို့ပါဒီစာဥပအဓိကအကြောင်းအရာဖြစ်တဲ့လက်နက်နဲ့အာယုံစူးစိုက်ပြီးအလို့လုတ်တက်ခြင်းကမိတ်ဆွေရဲ့9နှစ်ပန်းနိုင်တဲ့အိမ်မက်ကိုလင်းမြန်စွာရုပ်ရှိနိုင်ပါလိမ့်မယ်စာအမလေး Think and Courage အမေမုန်နဲ့ချမ်းသာကြွယ်ဝမှုအတွက်စိတ်ပိုင်းဆိုင်ရာနဲ့ပန်းနိုင်များပြင်ဆင်ချမှာပါမိတ်ဆွေရဲ့ပန်းနိုင်တဲ့အိမ်မက်အတွက်ခိုင်မာပြတ်သားတဲ့စံတော့ပြင်ပြဖို့ဘာနဲ့ဒီဇိုင်းရဖန်တီးပါ ဒီပြင်းပြတဲ့စန္ဒကငားနဲ့အသွင်ခက်ခဲတဲ့အကြောင်းတရားတွေကိုကြွားဖြတ်စေနိုင်မယ်ဆိုတာဒီစာအုပ်မှာလက်တွေ့ကျကျရှင်းပြပေးထားတာ။စာအုပ်နံပါတ်5 Your best year ever A five step plan for achieving your most important goals အရေးကြီးဆုံးရည်မှန်းချက်များရရှိပိုင်ဆိုင်ဖို့ပလန်5ခုဒီစာအုပ်မှာတော့မိတ်ဆွေရဲ့ရည်မှန်းချက်တွေအောင်မြင်ဖို့သူရတနာအခြေခံပြီးစနစ်တကျချမှတ်ထားတဲ့အဆင့်90ပါစီမံချက်တွေကိုဖော်ပြပေးထားပါတယ် ၅နှစ်အတွင်းလောက်ဆောင်ရမယ့်လောက်အလိုက်နှစ်အလိုက်စနစ်တစ်ခုကို6မှတ်ဖို့လမ်းညွှန်ပေးပါလိမ့်မယ်။ဒီစာအုပ်၅အုပ်ရဲ့အနှစ်သာရကိုလက်တွေ့ကျင့်သုံးပါ။နေ့စဉ်တင်းငယ်နဲ့အလေးအကျင့်တွေနဲ့စတင်ပြီးရှင်းလင်းပြတ်သားတဲ့ပန်းတိုင်းစီကိုဥပီးပါ။ဒီနေ့ကစပြီးအာယုံစူးဆိုင်မှုကိုလက်နက်စိတ်ဓာတ်ခွန်အားကိုလောင်းဆန်းအဖြစ်အသုံးပြုလိုက်ပါ။ငါးနှစ်ကြာတဲ့အခါသင်လိုချင်တဲ့ဘဝကိုပိုင်ဆိုင်သွားပါလိမ့်မယ်။ခမရရဲ့ငါးနှစ်ခရီးကိုရေစာအုပ်နဲ့စတင်မလဲ။ comment ပေးပေးခဲ့ပါနော်။အဆုံးထိကြည့်ပေးလို့ကျေးဇူးပါ။ကျွန်တော်တို့ channel လေးကို follow and subscribe လုပ်ပေးခဲ့ပါဦးနော်။